်မင်္ဂလာညချမ်းပါရှင်၂၀၁၂ခုနှစ်မတ်လ၈ရက်ကြာသပတေးနေ့ညချမ်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိတင်ဆက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကိုဝင်းနိုင်ရေဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုတင်ပြဖို့ပဲဆိုတော့ဒီကနေဒါနိုင်ငံသားရင်းဝင်ကြီးမြန်မာနိုင်ငံကိုရောက်လာတဲ့သတင်းနဲ့စကြရအောင်ရှင်ဟုတ်ကဲ့ခင်ဗျာကနေဒါနိုင်ငံသားရင်းဝင်ကြီး Mr. John Bell ဟာ မြန်မာနိုင်ငံကနိုင်ငံရေးစီးပွားရေးဖြစ်ပေါ်တိုးတက်မှုတွေကိုလေ့လာဖို့အတွက်တရက်ကြာခီးစဉ်ဖြစ်ဒီကနေ့ရောက်ရှိလာပါတယ်။မစ္စတာကျွန်ဘဲဟာနေပြည်တော်မှာသမရဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးအပြီးဒီကနေ့ညနေပိုင်းကရန်ကုန်မြို့မှာဒေါအောင်ဆန်းစုကြည်ကိုသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ကနေဒါနိုင်ငံဟာအမေရိကန်နဲ့ဥရောပနိုင်ငံများနီးတူမြန်မာနိုင်ငံပေါ်ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားတဲ့နိုင်ငံဖြစ်ပါတယ်။မစ္စတာကျွန်ဘဲဟာ မြန်မာနိုင်ငံကိုပထမဆုံးတင်လာရောက်တဲ့ကနေဒါအစိုးရခေါင်းဆောင်တူလည်းဖြစ်ပါတယ်။သူဟာနေပြည်တော်မှာတမရဦးသိန်းစိန်အပြင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနိုင်ငံသားရေးဝန်ကြီးဦးဝနမောင်လွင်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရွေးချယ်ခံမဲ့ NLD ကိုယ်စားလှယ်လောင်းတွေအနေနဲ့ပုတ်ကိုယ်ဆွဲအုပ်စုအုပ်စုဆွဲတွေကိုဘေးဖယ်ပြီးအင်တိုင်းအားတိုင်းလှုပ်လှုပ်ကြဖို့နဲ့မဲစင်းအမားများနေတာကိုအမြန်ဆုံးပြုစုဖို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းလိုက်ပါတယ် အမျိုးသားဓမ္မစီအဖွဲ့ချုပ်အနှစ်20ကျော်ရက်တီလာတာဟာပြည်သူတွေကြောင့်ဖြစ်တဲ့အတွက်ပြည်သူတွေကိုကျေးဇူးပြန်ဆက်နိုင်အောင်စူးစမ်းဆောင်ရွက်ကြဖို့ဒေါ်အောင်ဆန်းစုကြည်ကကိုယ်စားလှယ်လောင်းတွေကိုမှာကြားခဲ့ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ NLD ကိုယ်စားလှယ်လောင်း58ဦးနဲ့ဘိုးအောင်နိုင်အဖွဲ့တို့ဒီကနေ့တွဲဆုံပွဲမှာပြောကြားလိုက်တာဖြစ်ပါတယ်။ဒီမှာအနေနဲ့ပြောပြချင်တာကတော့ပြည်သူလူထုရဲ့အခြေအနေကိုဒီမှာတိကျပြောပြချင်ပါတယ်။ပြည်သူလူထုကမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုအားကိုးတဲ့၆ခန်းတယ်။ ဒါပေမဲ့ဒီအောက်ကုန်းကိုဒီထောက်ခံမှုနဲ့တအောင်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကလုပ်ပြရမယ်ဆိုတာကိုကျွန်တော်သိပြီးတင်ပါရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်အမည်စင်းတွေကိုတိတိကျကျပြန်လည်စီစစ်နေအောင်ပြင်ဆင်ကြိမ်တိုးမြှင့်ပေးဖို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်အောင်နိုင်အဖွဲ့ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုတောင်းဆိုထားတယ်လို့သိရပါတယ်ခင်ဗျာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်ထုကိုယ်စားလှယ် Mr. Derek Mitchell ဟာမြန်မာအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် နေပြည်တော်ကိုလာမဲ့သတင်းပတ်အတွင်းမှာရောက်ရှိပါမယ်။ Mr. Derek Mitchell နဲ့အတူ American အစိုးရလူ့အခွင့်အရေးနဲ့အလုံသမားရေးရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Bea တို့လည်းလိုက်ပါလာမှာပါ။ Mr. Bea ဟာနိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့တွေ့ဆုံပြီးလူ့အခွင့်အရေးအခြေအနေတွေကိုဆွေးနွေးဖို့ရှိတယ်လို့လည်းဆိုပါတယ်။ဒီခီးစဉ်အတွင်းမှာအမေရိကန်အစိုးရကချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုကိစ္စတွေကိုဆွေးနွေးမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Miss Victoria Newland ကပြောပါတယ် Napidao to discuss uh the reform developments and particularly preparations for the Mr. Mitchell ဟာမြန်မာအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါမှာမြန်မာနိုင်ငံကပြုပြင်ပြောင်းလဲမှုတွေပေါ်အမေရိကန်အစိုးရရဲ့အတိမတ်ပြုတုံ့ပြန်မှုတွေနဲ့လာမယ့်ဂျားဖြတ်ရွေးကောက်ပွဲကိစ္စတွေကိုဆွေးနွေးမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Mr. Mitchell နဲ့အဖွဲ့ဟာ မတ်လ17ရက်နေ့ကနေ19ရက်နေ့အထိတပတ်ကြာခရီးစဉ်အတွင်းအစိုးရတာဝန်ရှိသူတွေအပြင်ရန်ကုန်နဲ့မန္တလေးမြို့တွေမှာလည်းလူအဖွဲ့အစည်းတွေနိုင်ငံရေးလူမှုရေးနယ်ပယ်တီးတီးကလူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်ရှင်88ကျောင်းသားခေါင်းဆောင်တွေပါဝင်တဲ့ Amnesty Prison Art Show 2012ပကြီးပြပွဲကိုမနေ့ဖြန်မတ်လ9ရက်ကနေ17ရက်နေ့အထိပန်းစရွန်လန်ကစာပေလောကစာအုပ်တိုင်းမှာကျင်းပမှာဖြစ်ပါတယ်အဲ့ဒီပြပွဲမှာကိုမင်းကိုနိုင်ကိုထေးကျွယ် ိုဂျီမီကိုဇော်သက်ထွေးတို့ရဲ့ပကြီလက်ရာတွေနဲ့သူကိုယ်တိုင်အချင်းတော်ထဲမှာဖန်တီးခဲ့တဲ့ပကြီလက်ရာတွေပါဝင် ပြသမှာဖြစ်တယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်တူဖြစ်တဲ့ကိုပြုံးချိုကပြောပါတယ်ခင်ဗျာကျွန်တော်အချင်းတော်တွေနဲ့ရနေပြီးတော့ပြန်လွတ်လာတဲ့အခါကျတော့ထောင်ကျစဉ်ကာလတွေမှာ ကျွန်တော်တို့ရရှိတဲ့အတွေ့အကြုံစိတ်ကူးလေးတွေတော့ပိုတက်ထားတဲ့အမှုပညာလေးတွေနဲ့ဖန်တီးထားတဲ့အမှုပညာပစ္စည်းလေးတွေအပြင်ရော ကျွန်တော်တို့နဲ့ပြန်ပါလာတဲ့ခါကျတော့ဒီအမှုပညာပစ္စည်းလေးကိုကျန်တဲ့သူတွေစိတ်ဝင်စားတဲ့သူတွေအကုန်လုံးမျှဝေခံစားနိုင်လို့အတွက်ကျင်းပကြပြီဖြစ်တယ်။အော်အချင်းတော်မီထဲမှာကျတော့ကျွန်တော်တို့ဒီအမှုပညာနဲ့ပတ်သက်တဲ့ပကြီကားလေးတွေရေးဆွဲရတာစိတ်ချမ်းသာမှုတော်တော်ရပါတယ်။နောက်ပြီးတော့အဲ့လိုရေးဆွဲနေတဲ့အချိန်မှာလည်းစိတ်ကငြိမ်းချမ်းနေတော့ပေါ့။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကငြိမ်းချမ်းရေးကိုလိုချင်တဲ့သူတွေဆိုတော့ဒီပကြီကားလေးတွေနဲ့တက်နိုင်လောက် တင်ပြခံနေရတာပေါ့အခုပြသမဲ့ပကြီကားတွေထဲမှာနိုင်ငံရေးကျင်းသားဟောင်းတွေဖြစ်တဲ့ပကြီဆရာထိန်လင်းကျောက်စီပကြီဆရာတာကြီးမောင်စေရစီသူစေရတို့ရဲ့လက်ရာတွေလည်းပါဝင်ပါတယ်ဒါပြင်ကွယ်လွန်သွားပြီဖြစ်တဲ့နိုင်ငံရေးကျင်းသားပကြီဆရာကေမျိုးရဲ့ပကြီလက်ရာတွေလည်းပါဝင်มาဖြစ်ပါတယ်။ဒီပြပွဲမှာနိုင်ငံရေးကျင်းသားပကြီဆရာ33ယောက်ရဲ့လက်ရာတွေကိုပြသသွားမယ်လို့သိရပါတယ်ခင်ဗျာ။မြန်မာနိုင်ငံကနိုင်ငံရေးအကျဉ်းသူဟောင်းမက်ဆင်မာအောင်ကိုအမေရိကန်နိုင်ငံသားရေးဝင်ကြီးဌာနက2012ခုနှစ်အတွက် အမျိုးသမီးတတိရှင်စုဂုံပြုချီးမြှင့်လိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကနှစ်စဉ်ချီးမြှင့်နေတဲ့ International Women's Courage စုကိုမက်ဆင်မာအောင်အပါအဝင်နိုင်ငံပေါင်း10နိုင်ငံကအမျိုးသမီး10ဦးကိုရွေးချယ်ချီးမြှင့်လိုက်တာပါ။ဒီစုရွေးချယ်ရတဲ့ရည်ရွယ်ချက်ကသူက အော်ကျမနိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တယ်နိုင်ငံကျဉ်းသားဖြစ်တဲ့အထက်မှာအမျိုးသမီးတယောက်အနေနဲ့၁၇နှစ်ကြာထောင်ထဲမှာနေခဲ့ရတယ်ပြီးတော့ပြန်လွတ်လာတယ်ပြန်လွတ်လာပြီးတော့လည်းကျမကကျမယုံကြည်ချက်ကိုကျမမစွန့်လွတ်ဘူးဆက်ပြီးတော့ဒီ Democratic Reform မှာပြန်ပါနေတော့လက်တလောမှာလည်းဖြစ်နေတယ်ကချင်းပြည်နယ်မှာဖြစ်နေတဲ့ဒီဇေဘေးဒုက္ခသည်တွေကိုတွားပြီးတော့ကူညီတယ်ဒီဒီဇေဘေးဒုက္ခသည်တွေရဲ့ issue ကိုလူတွေပို့ပြီးတော့တိလာအောင်နောက်ပြီးတော့ဒီငင်းငယ်ရေး process မှာ မျိုးသမီးတွေပို့ပြီးတော့ပါဝင်လာနိုင်အောင်ဒီလိုလှုပ်ရှားနေတာတွေနဲ့ပတ်သက်ပြီးတော့သူတို့က criteria ထားပြီးတော့ရွေးချယ်တယ်မက်ဆင်မာအောင်ဟာမြန်မာနိုင်ငံမှာ1998ခုနှစ်ကနေ2009ခုနှစ်အထိ1017နှစ်ကြာခံခဲ့ရပြီး ထောင်ကလွတ်လာတဲ့နောက်မှာလည်း88မျိုးဆက်ចောင်းသားများအဖွဲ့နဲ့လက်တွဲပြီးဒီမိုကရေစီရေးအတွက်ကိုဆောင်ရွက်ခဲ့ပါတယ်ဒါအပြင်အမျိုးသမီးအခွင့်အရေးအဖွဲ့တစ်ဖွဲ့ကိုပူးတွဲတည်ထောင်ခဲ့တယ်လို့တိုင်းရင်းသားရေးရာတွေမှာလည်းပါဝင်ဆောင်ရွက်နေတယ်လို့သိရပါတယ် ်လူအဖွဲ့အစည်းအတွက်ရှေ့တန်းကနေမစုံမနစ်ရဲရဲရင်ရင်ကြိုးပမ်းဆောင်ရွက်နေတဲ့နိုင်ငံတကာကအမျိုးသမီးတွေကိုအခုလိုအမျိုးသမီးတတိရှင်စု ပေးဖို့အမေရိကန်နိုင်ငံသားဝင်ကြီးဟောင်း Miss Condoleezza Rice က2008ခုနှစ်မှာစတင်ဖန်တီးခဲ့ပါတယ်။ဒီနှစ်အတွက်မြန်မာနိုင်ငံကမက်ဆင်မာအောင်နဲ့အတူအာဖဂန်နစ္စတန်၊ဘရာဇီး၊ကိုလံဘီယာ၊လီဘီးယား၊မော်လ်ဒိုက်၊ပါကစ္စတန်၊ဆော်ဒီအာရေဗျာ၊ဆူဒန်နဲ့တူရကီနိုင်ငံကအမျိုးသမီးတွေစုရရှိခဲ့ကြပါတယ်ရှင်။ လွတ်လပ်သောအလုတ်သမားတမကများဖြစ်မြောက်ရေးသတင်းစာရှင်းလင်းပွဲကိုမတ်လ9ရက်နေ့နေ့လယ်2နာရီကရန်ကုန်မြို့ရွှေရုံဖျားမြောက်ဘက်မြို့အာဇာနီဂုံးနီးက M3 စားသောက်ဆိုင် Golden Hall ခန်းမမှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှုဖြစ်ဖြစ်မြောက်ရေးကော်မတီဝင်ဒေါ်ဤရွှေစင်ကဆောင်ရွက်ခဲ့ပြီးတော့ဖွင့်မှာစကားကိုကော်မတီဝင်ဦးရဲနိုင်ဝင်သဘောထားကြေညာချက်တွေကိုကော်မတီအဖွဲ့ဝင်ဦးတန်းထိုက်တို့ကပြောကြားခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတက်ရောက်လာသူတွေနဲ့စာနယ်ဇင်းသတင်းတောက်တွေကလုံသမအခွင့်အရေးနဲ့ပြဿနာတွေကိုဆွေးနွေးပြောကြားခဲ့ပြီး အလို့သမားရေးဥပဒေအကြောင်းအရဆောင်ရွက်ပေးနေတဲ့ရှေ့နေကိုဖြိုးပြူလဲဝင်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာကချင်လူမျိုးရေးအဖွဲ့ KIO နဲ့မြမအစိုးရငင်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာတရုတ်နိုင်ငံမြမနယ်ဆက်ရွှေလီမြို့မှာ၃ရက်ကြာငင်းချမ်းရေးဆွေးနွေးပွဲကိုဒီကနေ့စတင်လိုက်ပါတယ်အခုအချိန်ကြီးတော့ဘာမှတိတ်ခွာမဖြစ်ဘူးကျွန်တော်တို့တင်ထားတဲ့ proposal ပေါ်မှာတို့အဖွင့်တဘောပေါ့ဆွေးနွေးနေကြတော့မယ်ရင် proposal ကိုဆွေးနွေးနေတာအချိန်၃ချိန်ကျွန်တော်တင်ထားတဲ့ဟာရှိတယ်အဲ့ဒီဟာကိုကျွန်တော်တို့ဆွေးနွေးနေတယ်အဲ့ဒါတို့ကလည်းဘယ်လိုအကြည့်ပြုမလဲမသိဘူးဒါဆွေးနွေးနေတော့မယ် ရွှေလီမြို့ရေဘူးဆန်းဟိုတယ်မှာမြမအစိုးရဘက်ကဝင်ကြီးဦးအောင်တောင်းနဲ့ဦးသိန်းစော်တို့ဥဆောင်ပြီး KNO ဘက်ကအမြဲတမ်းဗဟိုကော်မတီဝင်ဦးဆွမ်လွကန်ဒုဗိုလ်မှူးကြီးဂျီနောင်ဗိုလ်မှူးကြီးစော်တော်တို့ဥဆောင်ဆွေးနွေးကြတယ်လို့သိရပါတယ်။ KNO နဲ့မြမအစိုးရကိုယ်စားလှယ်တွေရွှေလီမြို့မှာတွေ့ဆုံဆွေးနွေးကြတာအခုတစ်ချိန်ဟာ၃ချိန်မြောက်ဖြစ်ပါတယ်ရှင်။ဒီညအတွက်သတင်းတွေကတော့ဒီညပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးမှုတွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြီးစုနေရတာဖြစ်ပါတယ်။မခင်ရေးခုတွင်တင်ပြချက်တွေကိုမိတ်ဆက်ပေးအောင်လားခင်ဗျာ။ကောင်းပါပြီရှင်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာအထက်ပမာပြည်စီယုံရေးခီးစဉ်ကအပြင်ပဲခူးတိုင်းတောင်ကူခရိုင်အတွင်းကထန်းတမင်မြို့နယ်နဲ့အုတ်တွင်းမြို့တွေမှာလူထုကိုဟောပြောခဲ့ပါတယ်။အပြည့်အစုံကိုကျမတို့ဖွဲ့သားကုတီရအစူးစီးတင်ပြထားပါတယ်ရှင်။မြန်မာဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာပြီးခဲ့တဲ့ရက်တွေက နေပြည်တော်ကမြို့နယ်တွေမှာလူဟောပြောပွဲတွေကိုကျင်းပပြီးတဲ့နောက်မှာတော့တောင်ကူနဲ့ထန်းတမင်မြို့တွေမှာလည်းပါတီအောင်နိုင်ရေးလူမှုစီယုံဟောပြောပွဲတွေကိုဇက်တိုက်ကျင်းပခဲ့ပါတယ်ပြည်ကရဲဘော်ဘူးနေကတောင်ငူကနေရန်ကုန်ကိုပြန်တဲ့ခီးစဉ်တစ်လျှောက်လုံးမှာလေလူလူတွေကလှက်လှက်လဲလဲကြိုးစုံနှုတ်ဆက်ကြသလို ဒေါအောင်ဆန်းစုကြည်ကလည်းလူမှုတွေကို နှုတ်ဆက်ရင်းမိန့်ငွန်းတွေပြောဆိုခဲ့ပါတယ်။တောင်ကူဟောပြောဘက်ကနေထွက်ခွာလာတဲ့ဒေါအောင်ဆန်းစုကြည်နဲ့အဖွဲ့ဝင်တွေကိုခန်းတမင်မြို့အဝင်မှာတော့ခန်းတမင်မြို့နယ်လူမှုကတောင်းတောင်းဖြပြကြိုဆိုခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုခန်းတမင်မြို့နယ်တွေကတောကျဲလက်တွေကနေဒါရောက်ကြိုဆိုကြတဲ့အဖွဲ့တွေကအရင်ရိုးရာအကြွေဦးစီဒိုးဘတ်တန်တွေနဲ့အုတ်အုတ်ဖြစ်တဲ့ဤကျုံနှုတ်ဆက်ခဲ့ပါတယ်။ ခန္ဓာမင်းမျိုးကလူလူဟောပြောပွဲကျင်းပမဲ့ကွင်းပြင်ကျမှာလေလူလူပြိသက်ထောင်ပေါင်းများစွာကဒေါအောင်ဆန်းစုကြည်ကျမ်းမာဖို့အော်ဟစ်ဆူတောင်းနှုတ်ဆက်ပါတယ်နိုင်ငံချမ်းသာပြီးတော့ပြည်သူကဆင်းရဲတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အုပ်ချုပ်မှုစနစ်မှာပန်လို့လို့ပဲကျမတို့ပြောရမှာမြန်မာနိုင်ငံမှာဗမာဟာလူများစုတိုင်းရင်းသားဖြစ်တာမို့ကြံတဲ့အင်အားနေတဲ့တိုင်းရင်းသားတွေကိုညာတာ ထောက်ထားဖို့လူကြောင်းကိုလည်း ဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ဓမ္မလေးကပို့ပြီးတော့သဘောထားရှိဖို့လိုတယ်။ပို့ပြီးတော့စင်စင်ကြင်ကြင်နေဖို့လိုတယ်။အင်အားရှိတဲ့လူလူအင်အားပဲဖြစ်ဖြစ်လက်နဲ့အင်အားပဲဖြစ်ဖြစ်အင်အားပို့ကြည့်တဲ့လူဟာပို့ပြီးတော့သဘောထားရှိဖို့လိုတယ်။စိတ်မွေးဖို့လိုတယ်။အဲ့ဒါအရေးကြီးပါတယ်။ခန်းမင်းကနေအုတ်တွင်းကိုဆက်တဲ့ခီးမှလည်းလူလူပြိတ္တထောင်ပေါင်းများစွာကဒေါအောင်ဆန်းစုကြည်ကိုကျူဆူခဲ့ပါတယ်။ ုတ်တွင်းလူလူဟောပြောပွဲမှာတော့ကြံ့ငွေတန်ဖိုးမြင့်တိုင်းတောင်သူတွေရဲ့ဘဝပြောင်းလဲမှာမဟုတ်တဲ့အကြောင်းတိုင်းပြည်မှာတဘာဝဓာတ်ငွေတွေအရှံပဲထွက်ရှိနေပေမဲ့အဲ့ဒီတဘာဝဓာတ်ငွေတွေကရရှိတဲ့ငွေဟာလူလူရဲ့ငွေဖြစ်ပေမဲ့လို့ဘယ်နေရာမှာသုံးနေဆိုတာလူလူမသိပဲဖြစ်နေတဲ့အကြောင်းတွေကိုလည်းဟောပြောခဲ့ပါတယ်ခင်ဗျာတဘာဝဓာတ်ငွေတွေအများကြီးပေါ်ကျော်သွားတယ်လို့ကြားဝကြမှာပေါ့နော်ရောက်ပါတယ်အဲ့တော့အဲ့ဒီတဘာဝဓာတ်ငွေတွေကိုရောင်းလို့ရတဲ့ငွေတွေကိုဘယ်လိုသုံးသလဲဆိုတာသိကြလားသိပါဘူး အဲ့ဒါပြည်သူတွေကစိတ်ပိုင်းမရှိရပဲဒါမျိုးကိုပြောတာပါဘာဖြစ်လို့လဲဆိုဒီသဘာဝဓာတ်ငွေတွေကဘယ်သူပိုင်းတာလဲပြည်သူပြည်သူတွေပိုင်းတာအဲ့တော့သဘာဝဓာတ်ငွေတွေကိုနိုင်ငံသားကိုရောင်းချလို့ရတဲ့ဝင်ငွေတွေဟာပြည်သူတွေရဲ့ပိုင်းတဲ့ဝင်ငွေဒီဝင်ငွေတွေကိုဘယ်လိုသုံးတယ်လဲဆိုတော့ပြည်သူတွေကနေပြီးတော့ပြည်ပိုင်းလို့ရှိရတယ် ဒါဟာကောင်းတဲ့အစိုးရတာဝန်တည်တဲ့အစိုးရဆိုဒီတိုင်းလို့ပါ။တော့တာဝန်ယူမှုတာဝန်ယူမှုဆိုဒီဥပမာကိုပဲဆက်ပြီးတော့ပြောပြဆို။သဘာဝတရားကိုကိုရောင်းနေ ကျောင်းတော့အဲ့ဒီအနေပြီးတော့အပိုက်ဆိုင်တွေအများကြီးရတယ်နော်ဒါနိုင်ငံခြားအတောင်မှာတုံးတက်တယ်မြန်မာနိုင်ငံကဆယ်သဘာဝကျောင်းကိုရောင်းချအပြင်ရောင်းချခြင်းအပြင်ဝင်ငွေတွေအများကြီးရတယ်ဒီဝင်ငွေတွေကဖေရောက်တော့မှမဖြစ်ဘူးကျမတို့ပြည်သူတွေကျတော့ရောက်တဲ့ပုံရှိတယ်ကျမရှင်နေမြောက်ပါအေးကြပါဦး 28မျိုးဆက်ကြောင်းသူနိုင်ငံရေးကျင်းသားဟောင်းမက်ဆင်မောင်ဟာအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနကနှစ်စဉ်ချီးမြှင့်နေတဲ့ International Women's Courage ဆုကိုလက်ခံရယူဖို့ Washington DC မြို့တော်ကိုရောက်ရှိနေပါတယ်။မက်ဆင်မောင်ကို RFA ဖွဲ့သားကိုနေနေကျော်ကတွေ့ဆုံမေးမြန်းထားပါတယ်ခင်ဗျာ။ So မက်ဆင်မောင်ကိုဒီအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနချီးမြှင့်တဲ့နိုင်ငံကအမျိုးသမီးတတ်တီရှင်ဆုပေါ့နော်။သူရရှိတယ်ပေါ့။ဆိုတော့ဘာဖြစ်လို့မက်ဆင်မောင်ကိုသူတို့ရွေးချယ်ချီးမြှင့်တာလဲလည်းလည်းရှင်းပြပါလား။ ဒီစုရွေးချယ်ရတဲ့ရည်ရွယ်ချက်ကသူကအော်ကျွန်မနိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တယ်နိုင်ငံအကျဉ်းသားဖြစ်တဲ့အထက်မှာအမျိုးသမီးတယောက်အနေနဲ့၁၇နှစ်ကြာထောင်ထဲမှာနေခဲ့ရတယ်ပြီးတော့ပြန်လွတ်လာတယ်ပြန်လွတ်လာပြီးတော့လည်းကျွန်မကကျွန်မယုံကြည်ချက်ကိုကျွန်မမစွန့်လွတ်ဘူးဆက်ပြီးတော့ဒီ democratic reform မှာပြန်ပါနေတော့လက်တလောမှာလည်းဖြစ်နေတဲ့ကချင်ပြည်နယ်မှာဖြစ်နေတဲ့ဒီစစ်ဘေးဒုက္ခတွေကိုသွားပြီးတော့ကူညီတယ်ဒီဒီစစ်ဘေးဒုက္ခတွေရဲ့ issue ကိုလူတွေပို့ပြီးတော့တိလာအောင် နောက်ပြီးတော့ဒီငြိမ်းချမ်းရေး process မှာ အမျိုးသမီးတွေပို့ပြီးတော့ပေါင်ဝင်လာနိုင်အောင်ဒီလိုလှုပ်ရှားနေတာတွေနဲ့ပတ်သက်ပြီးတော့သူတို့က criteria ထားပြီးတော့ရွေးချယ်တယ်လို့ပြောတာ။မာဇင်မောင်တို့ရဲ့လေးလာချက်အရာပေါ့ဗျာ။ Democracy ဆိုတာအဲ့လိုလူမျိုးမတူပါသားမတူရင်ရောပွဲပြားတတ်သလား။ဒါမှမဟုတ် Democracy ဆိုတာဘယ်နိုင်ငံဘယ်ဒေသမှမဆိုတုံးလို့ရတယ်ဆိုတာမျိုးတွေ့သလား။အဲ့ဒီလေးလာချက်ကျွန်တော်လည်းသိချင်တယ်ဗျာ။ principle တွေကအတူတူပဲ democracy ဆိုလို့ပြောလို့ရှိရင်ဆိုတော့ lifestyle တွေပြောင်းရင်ပြောင်းသွားမယ်။ ဆိုတော့နောက်ပြီး culture ရဲ့သဘောကဘာတော့ကျမတို့ culture ကိုဘယ်လိုနားလည်ထားတော့လက်ခံထားလဲဆိုတော့ကအဲ့မှာပို့ပြီးတော့အဓိကကြမှာထင်တယ်ဆိုတော့က culture ရဲ့သဘောကကျမတို့နားလည်လာတာအသေးမဟုတ်ဘူးရေးသေးလို့မဟုတ်ဘူး तू က current ဖြစ်နေရတယ်ဆိုတော့ဝိပုံစားပုံတွေဟိုဘယ်လိုပြောမလို့အဲ့ထားတဲ့ပို့တယ် culture ဆိုတော့စိတ်ယဉ်ကျေးမှုတွေကျမတို့သွားမှရမှာပေါ့ဆိုတော့ကျမတို့ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေမှာပဲတွယ်ညှိနေပြီးတော့ ဟိုကောင်းခြင်းဆိုးခြင်းသူအသိပညာယဉ်ကျေးမှုတွေအုံနောက်ယဉ်ကျေးမှုတွေစိတ်ယဉ်ကျေးမှုတွေမတက်လာဘူးဆိုရင်တော့အဲ့ဒါယဉ်ကျေးမှုမဟုတ်ဘူးကျွန်တော်တို့ယဉ်ကျေးမှုလို့ထင်အောင်ထင်မှားဖြစ်နေတာပဲဖြစ်လိမ့်မယ်ဆိုတော့ democratic values တွေကိုပြန်ကြည့်ကြည့်လိုက်ဟိုလူသားဖြစ်မှုကိုအဓိကထားတယ်ဆိုတော့ human rights ကိုပြန်ကြည့်ရင်လည်းအားလုံး universal ဖြစ်တယ်ဆိုတော့ဒါကျမတို့ကလည်းလူတွေပဲဘာလို့မကျင့်သုံးနိုင်ရမှာတော့ ကျွန်တော်တို့မကျင့်သုံးလို့တာလေးထာတွေမရှိလို့တာနောက်ပြီးတော့အာနာရှင်အောက်မှာနေခဲ့တဲ့ culture အရပုံစံတွေသွင်းခံထားရလို့တာဒီလိုဖြစ်တာကျွန်တော်တို့စပြီး practice လုပ်ရင်ကျွန်တော်တို့ကိုယ်တိုင်ကစလို့ပေါ့ဆိုတော့တူးချင်းစီ practice လုပ်နိုင်အောင်ကျွန်တော်တို့တွန်းတွန်းတိုက်တိုက်နဲ့လုပ်နိုင်မယ်ဒီ message ကိုပေးနိုင်မယ် awareness ကိုပေးနိုင်မယ်ဆိုရင်မဖြစ်နိုင်ကြမှာမရှိဘယ်နေရာမှာမဆိုဖြစ်နိုင်တယ်ဒီလိုစီမဆင်မအောင်ဒီထောင်ထဲမှာ17နှစ်နေခဲ့ရတယ်ပေါ့နော်17နှစ်ဆိုတဲ့ကာလဘယ်လိုအချိန်ကုန်ခဲ့လဲခင်ဗျာ အာကျွန်မတခြားတငယ်ချင်းတွေပြောပြတာတဲ့ဆိုင်သူတို့တဲ့ဆိုင်ရင်ကျွန်မကတော်သေးတယ်လို့တော့ပြောရလိမ့်မယ်။ကိုထီးလည်းရအောင်မဟုတ်ဘူး။ကျွန်မမန်ဒယ်တော့ချရှိမယ်။နောက်ပြီးတော့မျက်ဟိုမျက်စိကိုမျက်လုံးကိုကာပါလုပ်ပေးပိတ်ပြီးတော့နေရတာရှိတယ်။ဟိုထမင်းမစားရဘူး၊ရေမတောက်ရဘူး။ငြိမ်းမချိုးရဘူးဒီတိုင်းဟိုမလုံမရှက်ထိုင်ခိုင်းနေတလောက်ပဲကိုတိလည်းရောက်တော့မရှိဘူးအဲ့လိုမျိုး၃ရက်လောက်တော့ကျွန်မနေခဲ့ရတယ်စီဟိုကျွန်တော် RF ကိုပါများပြောခြင်းလဲဒီ RF ကိုအထွန်းရှိပါစေလို့ကျွန်မဆုတောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ခုဆက်ပြီးထုတ်လွှင့်မယ့်အစီအစဉ်ကတော့လွတ်လပ်ခြင်းအမှုပညာရုပ်ရှင်ပွဲတော်မှာစကားတင်ရွေးချယ်ခံခဲ့ရတဲ့ရုပ်ရှင်စကားတွေကိုတင်ဆက်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကိုမနေ။ဟုတ်ကဲ့ခင်ဗျာ။ဒီကနေ့ထုတ်လွှင့်မယ့်စကားကတော့ဒါရိုက်တာသိန်းဆိုင်နဲ့ညီနန်းတိုက်ရိုက်ကူးတဲ့ကောင်းကင်မဲ့ငှက်ငယ်များရုပ်ရှင်ကားပဲဖြစ်ပါတယ်ခင်ဗျာ။ လင်းငယ်တွေရဲ့ဘွားဟာပူပင်ကင်းမဲ့လာပါလေမိဘရဲ့ခြင်းဝင်းမှာခုလုံရင်းတတ်တူကြွယ်တူကလင်းငယ်တွေနဲ့ဘာသာဘာဝမြူးထူးဆော့ကစားခဲ့ကြတယ်ကျွန်တော်တို့ရဲ့ကလေးဘွားပုံရိပ်ဟာလူလားရဲ့စိတ်ထဲမှာအမှတ်ထင်ထင် ရှိနေကြစမြဲပါ ကြောင့်လေလူတယောက်ရဲ့ဘဝမှာလွတ်လပ်မှုအရှိဆုံးပျော်ရွှင်မှုအရှိဆုံးဟာကလေးဘဝလို့အားလုံးလက်ခံယုံကြည်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီစကားဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကလေးတိုင်းကိုကိုစားပြုပါရဲ့လား။ဒါဟာမြန်မာပြည်မှာရှိတဲ့အားလုံးသောကလေးတွေအတွက်မှန်ကန်တဲ့အဆိုတစ်ခုဖြစ်မှဖြစ်ရဲ့လား။ ဘင်းသူအတွက်ရောသူ့ရဲ့ကလေးဘဝဟာသူ့ဘဝမှာလွတ်လပ်မှုအရှိဆုံးအစိတ်ပိုင်းတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ပြောရကြပါမလားတကယ်တော့သူ့ရဲ့ကလေးဘဝဟာသူနဲ့တတ်တူရွယ်တူတခြားကလေးငယ်တွေနဲ့မတူဘဲတမူထူးခြားလို့နေပါလေဘင်းသူဟာရန်ကုန်မြို့ရဲ့စင်ချေဘုံရပ်ကွက်တစ်ခုကနဖက်ရည်ဆိုင်တစ်ဆိုင်မှာ စပွဲတို့ဖြစ်လောက်ကင်နေတဲ့ကလေးတူပါဆိုင်မှာသူနဲ့အတူလုံးလုံးနေတဲ့ရွယ်သူကလေး၄၅ယောက်လည်းရှိပါတယ်။မနက်၄နာရီခွဲတာနဲ့မင်းသူတို့တွေဟာအိယာကထပြီးလုပ်ငန်းဝင်ဝင်ကြပါလေ။ မနဲ့မိုးလင်းလို့လဖက်ရည်လာတောက်တဲ့သူတွေရောက်လာတဲ့အခါမှာတော့မင်းသူတို့စပွဲလို့တတိုက်ဟာတဝိုင်းဝင် တဝိုင်းထွက်နဲ့အလုံးရှုပ်နေကြပါတော့တယ်တမနာခင်းလုံးမင်းသူတို့ကလေးတိုက်ဟာ ဆိုင်လာတဲ့ဧည့်သည်တွေကိုဝန်ဆောင်မှုပေးပြီးတဲ့နောက်မှာနေ့လယ်ခင်းဧည့်သည်ပါတဲ့အချိန်မှာတော့နေ့လယ်စာစားကြရပါတယ်တကယ်တော့မင်းသူဟာရန်ကုန်စာတိမဟုတ်ပါဘူး သူဟာမြမပြီးအထက်ပိုင်းနယ်မြိုလေးတမြို့ရဲ့ကျင်းရွာတရွာကနေမိဝေဖဝေးနဲ့လာရောက်လုက္ကင်နေသူပါဆိုင်မှာသူ့လိုပဲနေရလာတဲ့သူတွေများပါတယ် ူနဲ့တမျိုးတည်းကလာတဲ့သူတွေလည်းရှိပါတယ်ဒီလိုရစေကိုဘောရီယာဒီလို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 ဒီကဘောဆောလာမင်းသူကိုဒီဆိုင်ခေါ်လာခဲ့တဲ့သူကတော့သူနဲ့ဝမ်ဝဲညီကိုတော်တဲ့စိုးဝင်းပါ နေခင်းဧည့်သည်ပါတဲ့အချိန်မှာတော့မင်းသူစိုးဝင်းတဲ့အခြားဇဝဲတို့ကလေးတွေဟာစိုက်တန့်ရှင်ရေလောက်ကြပါလေ။ နေ့လယ်မှာတော့အလှန့်ကျတာဝန်ချထားတဲ့အချိန်စရာရသူတို့အဲ့ချိန်ကြပြီမို့မင်းသူနဲ့စိုးဝင်းတို့ဟာအိတ်ဆက်အနာယူကြပါတယ်သူတို့အိတ်တဲ့အချိန်မှာ မနက်ခင်းအိတ်ဖို့အလှည့်ကြသူတွေက ပြန်ထားပြီးဆိုင်ရဲအလုပ်တွေကိုလုပ်ကြရပါတယ်။သူတို့ပြန်နိုးလာရင်တော့ ညဘက်တနာရီအထိအလုတ်လုတ်ကြအောင်ပါပါတခါတလေလေးဒီထက်နောက်ကျတတ်ပါတယ်ဒါဟာဒီကလေးတွေရဲ့နေစဉ်ဘဝပါဒီလိုဘဝမှာသူတို့ပျော်နိုင်ကြပါရဲ့လားပျော် phui dùng nè phui dùng này phui dùng nè Hãy ရတဲ့တကယ်တော့ဒီကလေးတွေဟာမိဘရဲ့အောက်မှာခိုလုံရင်းပညာရှာမယ့်အရွယ်တွေဖြစ်ပါတယ် သူတို့မှာကလေးဘဝရဲ့လွတ်လပ်ပျော်ရွှင်မှုကို တခြားကလေးတွေနည်းတူခံစားခွင့်အပြည့်ရှိပါတယ်။ဒါပေမဲ့သူတို့ဒီလိုတွေဖြစ်နေကြတာဘာကြောင့်ပါလဲ။သူတို့ဘဝတွေဘာကြောင့်မလွတ်လပ်ကြတာလဲ။စိတ်မှန်မှန်ကန်တဲ့လွတ်လပ်မှုဆိုတာဘာကိုခေါ်ပါလဲ။အမှန်တော့ လွတ်လပ်မှုရဲ့အဓိပ္ပာယ်ဟာဒန်းတူညီများရှိမှုနဲ့ဒွန်တွဲလျက်ရှိပါတယ်အကယ်၍လွတ်လပ်မှုဟာတချို့သောသူတွေအတွက်သာမှန်ကန်ပြီးတချို့သောသူတွေအတွက်မမှန်ကန်ဘူးဆိုရင်ဒီလွတ်လပ်မှုဟာစစ်မှန်တဲ့လွတ်လပ်မှုဖြစ်နိုင်ပါမလားတကယ်တော့လွတ်လပ်မှုဆိုတာကျွန်တော်တို့အမြဲရှူရှိုက်နေရတဲ့လေနဲ့တရံတူပါလေ။ နေ့စဉ်အခမဲ့ရှူဆိုင်နေရတဲ့လေရက်တံမိုးကိုအသက်ရှူစရာလေမရှိတော့တဲ့အချိန်ကြမှ နားလေသဘောပေါက်ကြပါတယ်ဒီလိုပဲကျွန်တော်တို့ဟာလွတ်လပ်မှုရဲ့တံမိုးကိုလွတ်လပ်မှုရရှိနေစဉ်ကမတိကြပဲလွတ်လပ်မှုဆုံးရှုံးသွားမှ နားလေသဘောပေါက်လာကြပါတယ်ဒီတော့မှပဲလွတ်လပ်မှုကိုတံမိုးထားရမယ်ကာကွယ်ရမယ်သိလာကြပါတယ် ဒါပေမဲ့လူတိုင်းဒီပါအခမဲ့ရရှိကြတဲ့ကလေးဘဝရဲ့လွတ်လပ်ပျော်ရွှင်မှုမျိုးကိုတော့ဒန်းတူမရရှိခဲ့ကြတဲ့ဒီကလေးတွေဟာအနာဂတ်မှာရောသူတို့ရဲ့လွတ်လပ်ခွင့်တွေကိုမဆုံးရှုံးအောင်ကာကွယ်နိုင်ကြပါမလားကာဝေရကောင်းမှန်ကိုသိကြပါတော့လား တကယ်တမ်းဆိုင်မှာမပြောတဲ့မင်းသူနဲ့ဆိုးဝင်းလို့ဟာအိမ်ကိုပြန်ကျင်နေကြပါပြီ။အားကျွန်တော်သူနေနေရမှာသူသူပြန်ပြန်ဒါပေမဲ့အိမ်ပြန်ရောက်တော့ကောသူတို့ဘာလုပ်ကြမလဲလဲလို့မဟုတ်ဘူးဒါမလဲဘူးနောက်ပြီးအိမ်ကိုသူတို့ပြန်ကျင်တိုင်းလဲချက်ချင်းပြန်လို့မရသေးပါဘူးတို့ရှိရောက်ခေါ်တာလား ီလိုနဲ့ပဲမင်းသူနဲ့စိုးဝင်းတို့ဟာသူတို့အစာရောက်လာမဲ့တခြားကလေးတွေကိုစောင့်ရင်းစိုင်းမာဆက်လက်လုပ်ကင်ကသူတို့အိမ်ပြန်ရမယ့်နေ့ကိုမျော်လင့်နေကြပါတော့တယ်အကယ်၍ကျွန်တော်တို့ဟာလွတ်လပ်ပေါ်ပါတဲ့ကလေးငယ်လေးရဲ့ဘဝကိုကောင်းငယ်မှာလွတ်လပ်စွာပြန်တန်းသွားကြတဲ့ဖက်ကလေးတွေနဲ့ပမာခိုင်းနိုင်ကြမယ်ဆိုရင်ဒီကလေးတွေကိုရော ကျွန်တော်တို့ဘလို့ခိုင်းနိုင်ကြပါမလဲတကယ်တော့သူတို့လေးတွေဟာလဲငှက်ငယ်လေးတွေလိုပါပဲသူတို့မှာအတောင်လက်လဲအစုံလင်ပါပါလေဒါပေမဲ့သူတို့အတွက်လွတ်လပ်စွာပြန်တန်းနိုင်ခွင့်ရှိတဲ့မိုးကောင်းခင်မရှိကြပါဘူး တကယ်တော့သူတို့လေးတွေဟာကောင်းကင်မဲ့ငှက်ငယ်ကလေးတွေပါပဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုငှက်ကလေးတွေဘလောက်များနေပြီလဲသူတို့မျောလင်းတဲ့လွတ်လပ်စွာဝဲပြန်နိုင်တဲ့ကောင်းကင်ကြီးကြီးကိုသူတို့ဘယ်တော့များမှပိုင်ဆိုင်နိုင်ကြပါမလဲ ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြဆုံးပါပြီ။ကြီးစုထားတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ။